အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးတစ်ပုဒ်ကတော့ဘုန်းကြီးတရေနဲ့တွေ့ကြတဲ့ညဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်အကြောင်းအရင်းစားနေခင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လုပ်သွားပြီးအစ်စ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရက်ခံကြပါတယ်ဟုတ်ကဲ့အကြောင်းအရင်းစားတင်လိုက်အောင်ဦးလူရှင်နဲ့တူဝီတော်ဆက်တဲ့စောတို့တို့နှစ်ယောက်ကမဲဆောက်နေဆက်ဘက်ချမ်းကရွာလေးတရွာမှာရှိတဲ့ဆွေမျိုးတွေစီကိုအလေသွားခဲ့ကြပါတယ် အဲ့ဒီချိန်တုန်းကရွာသားတွေကမိုရှာထွက်ရတာကိုအယံသဘောကျကြပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကလည်းမိုရှာကြည့်ကြတာနဲ့တော်တဲ့ကိုမိုရှာဖို့ထွက်ခဲ့ကြပါတယ်။ဥလူရှင်နဲ့ဆောတူတူတို့တွားတဲ့လမ်းမှာမှုတွေအများကြီးတွေ့ခဲ့ကြပါတယ်။အဲ့ဒါနဲ့သူတို့နှစ်ယောက်မှုကောင်းရင်းနဲ့အချိန်နေကုန်ပြီးတော်တော်ဝေးဝေးကိုရောက်သွားတာကြောင့်ပြန်လမ်းပြောက်သွားခဲ့ကြပါတယ်။ဥလူရှင်ငါတို့လမ်းပြောက်နေရလား။အေးငါလဲဒီလိုပဲထင်တယ်။အော်လို့လဲလေချောင်းတွေကွဲတော့မယ်။ဘသူစီကမှလည်းအတန်ပြန်မကြရဘူး။ ဒါဆိုဘယ်လိုလုပ်ကြမလဲဖုန်းလည်းယူမလာမယူရွာကလူတွေကတော့ဒီနားတော့ဝိုင်းမှာရှိရင်ကောင်းမယ်အော်ခေါ်ကြည့်အောင်သူတို့နှစ်ယောက်ဘလောက်ပဲအော်အော်ဘသူကမှ ပြန်မကြားကြပါဘူးဒါကြောင့်သူတို့နှစ်ယောက်ကလမ်းတွေ့မလားဆိုပြီးတော့ဆက်လျှောက်လာခဲ့ကြပါတယ်ညနေဆောင်တော့ပထန်းရွတ်တန်တူတူလေးကိုကြားလိုက်ရပါတယ်ဒါနဲ့သူတို့နှစ်ယောက်ကလည်းအဲ့ဒီအတန်ကြားရဲ့နေရာကိုလိုက်သွားတော့တောလယ်မှာဂူလေးတကူကို သွားတွေ့လိုက်ကြပါတယ်ဂူဝါကနေကြည့်လိုက်တော့အတွင်းမှာမီးရောင်လေးတွေကိုမြင်နေရပါတယ် သူတို့နှစ်ယောက်လည်းအ ਨੇ ဆုံးယဟန်တပါးပါဂူထဲမှာတည်င်းသုံးနေမှာပဲလို့တွေးမိပြီးတော့တညာလောက်ခိုနားခွင့်တောင်းဝင်ရမယ်ဆိုပြီးတော့စိတ်ထဲမှာအားရှိသွားကြပါလေ။ငါတို့ယဟန်တို့ကိုတော့ရှိခိုးပြီးဒီမှာတညာလောက်တဲခိုခွင့်တောင်းကြည့်အောင်။ဟုတ်တယ်ဦးလူရှိဒီတော့ကငါတို့နဲ့မရင်းနေတော့ရှောက်သွားနေရင်လည်းလမ်းပြောက်တာယဟန်တို့ကတော့ဝင်လန်းထွက်လန်းကိုတိချာတိမှာပဲ။သူတို့နှစ်ယောက်လည်းဆုံးဖြတ်ပြီးတာနဲ့ယဟန်တို့ရှိရာကိုသွားကြတော့အသက်လက်ပံယဟန်တပါးကိုတွေ့လိုက်ကြပါလေ။သူတို့ထင်တာက အဲ့ဒီယဟန်ကမြန်မာယဟန်ဖြစ်ပါလိမ့်မယ်။သူတို့နဲ့မရင်းနှီးတဲ့ပဋ္ဌာန်းသံကိုရွတ်ဖက်နေတာပါ။ဂူတဝိုင်းမှာဖျောင်းတိုင်းနေလင်းထိန်နေတာကြောင့်သူတို့နှစ်ယောက်စိတ်တက်တာရရသွားဂူထဲကိုဝင်လာခဲ့ကြပါလေ။ဖုံဖုံရှစ်ခိုးပါလေဖေ။ယဟန်တို့ကပဋ္ဌာန်းရွတ်နေတာကိုရက်ပြီးမျက်နှာတီးတီးနဲ့ပြန်ကြည့်လိုက်ပါလေ။ဘာများလဲတကားလို့။အော်ဖုံဖုံကထိုင်းစကားပြောတတ်တာလား။ပြောတတ်တာပေါ့။ဖုံကြီးကထိုင်းမှာ၁၀နှစ်ကျော်လောက်သတင်းသုံးမှုတော့ပြောတတ်တာပေါ့။တကားတို့ကထိုင်းဘက်ကလာခဲ့ကြလား။ တောထဲမှာလမ်းပြောင်းနေတာထင်တယ်။ကျွန်တော်နဲ့ကျွန်တော်ဒူလေးကမှုကောက်ရင်းတဲ့အချိန်နေကုန်ပြီးတော့လမ်းပြောင်းသွားတာပါ။ဖုံဖုံစီမှာတ냐လောက်တဲဟုတ်ကွန်တောင်းကျင်လို့ပါ။မနေ့ပြန်ဖုံဖုံရွာကိုဆုံးခံသွားရင်လိုက်ခဲ့လို့ရအောင်ပါ။ဖုံဖုံလည်းနေတိုင်းဆုံးခံကြွနေတာပဲ။ဒါကတော့ဒီကနေရွာကို9ကီလိုမီတာလောက်ဝေးတယ်။အဲ့ဒီနောက်သူတို့ကဂူထဲမှာအိတ်ဆက်ရံနေရရှာကြပြီမေမအိတ်နိုင်ကြပါဘူး။အเจ้าမှာနေရအစ်စ်ကိုရောက်နေခြင်းနဲ့ယဟန်တော်ကတညာလုံးနီးပါပဋ္ဌာန်းရွတ်နေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကထိုင်ပြီးလက်အုပ်ချီပြီးတော့ပထန်းရွတ်တံကိုပဲနားထောင်နေပါတော့တယ်။အချိန်နည်းငယ်ကြာလာတဲ့ခါမှာတော့ဆောရူတို့ကယဟန်ရဲ့ပုံစံပြောင်းလဲလာတာကို သတိထားမိပါတယ်။ယဟန်တော်ရဲ့ခန္ဓာကိုယ်ကပုံမှန်မဟုတ်ပဲကြီးမားလာပါတယ်။ဟေးဆောရူတို့မင်းလဲငါမျက်နှာကိုမြင်လား။ဖုန်းကြီးရဲ့ခန္ဓာကိုယ်ကဘာလို့ကြီးလာလဲ။ကျွန်တော်လဲဦးလေးမျက်နှာကိုမြင်တာပဲလေဗျာ။ဒါပေမဲ့မပြောရဲဘူးဗျ။ငါထင်တာတော့ဒီဖုန်းကြီးကတာမန်ဖုန်းကြီးတော့မဟုတ်တော့ဘူးကွာ။ ဥလူရှင်ပြောချင်တာကဘုန်းကြီးကတရေလို့ပြောချင်တာလားယဟန်တော်ကအဲ့ဒီစကားကိုကြားတော့မျက်နှာပြောင်းလဲသွားပြီးတော့လှည့်ကြည့်လိုက်ပါလေသူ့ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကဖြူဖြော့သွားပြီးမျက်လုံးများကလည်းသွေးရောင်ကဲ့သို့နီးရဲလာပါလေအသေးကောင်ကဲ့သို့ဖြစ်နေတာပါတကားတို့ဘာပြောလိုက်တာလဲသူတို့ကအဲ့ဒီမြမယဟန်ကလူမဟုတ်ကြောင်းကိုရှင်းရှင်းလင်းလင်းသိရတဲ့အခါမှာတော့အလွန်ထိတ်လန့်သွားပြီးတော့ဘာလို့ရမှန်းမသိပဲဂူထဲကနေပြေးထွက်လာကြပါလေဒါပေမဲ့ဂူအဝမှာတော့ ယဟန်တော်ရဲ့ခန္ဓာကိုယ်ကြီးကလမ်းကိုပိတ်ဆို့ထားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနဲ့ကြီးမားလာပါတယ်။ဒါကြတော့အခုဘဲမှမသွားကြနဲ့အပြင်မှာတောရိုင်းတလိမ့်ဆန်တွေနဲ့တရဲတဆီတွေရဲ့အန်ဒီယေတွေပြည့်နှက်နေတယ်။ဒီမှာနေရတာလဲကြောက်ရွံ့ကောင်းပြီးအန်ဒီယေများလာပဲဖုံဖုံရဲ့ဖုံဖုံကတရဲကြီးဟာဘူး။ဖုံဖုံကျွန်တော်တို့ကိုမချောက်ပါနဲ့ဗျာ။ကျွန်တော်တို့တောထဲမှာလမ်းပြောင်းနေတာနဲ့တင်လုံလောက်နေပါပြီ။ကျွန်တော်တို့ကိုလှုပ်ပေးပါတကာတို့အန်ဒီယေဖြစ်မှာဆိုလို့ဖုံကြီးကမလွတ်နိုင်တာဥလူရှင်နဲ့စောတူလူတို့က ယဟန်တရေကိုကြောက်လွန်းတဲ့အတွက်စကားတောင်မပြောနိုင်တော့ပါဘူး။အဲ့ဒါနဲ့သူတို့စိတ်တည်ငြိမ်အောင်စူးစမ်းကြည့်ပါလေ။သူတို့စဉ်းစားလိုက်တာကဒီယဟန်တရေလမ်းဖွင့်ပေးရင်တခုသေးတော့နီလန်ကတော့ဂါထာများကိုရွတ်ဖတ်ခြင်းပဲဖြစ်ပါလေ။အဲ့ဒါနဲ့ဥလူရှိကစောတို့တို့ကိုအလွယ်ရပြီးတော့တကိုးကြီးတဲ့အီတီပီတော်ဂါထာကိုအတူတကွာရွတ်ဖတ်ရန်ပြောပါလေ။သူတို့နှစ်ယောက်တုံတုံရီရီနဲ့ဂါထာကိုရွတ်ဖတ်ကြပါလေ။ဒါပေမဲ့ ယဟန်တရေကအဲ့ဒီကာထာကိုသဘောကျပြီးသူတို့နဲ့အတူတူရွတ်ဖတ်ပါလေ။ဒါဒါဘလို့ဖြစ်တာလဲ။ဗုဒ္ဓဂုံတော်ကိုချီးမွမ်းတဲ့ကာထာကိုတော့မကြောက်ဘူးလား။ဘာလို့နဲ့အတူတူတော့ယွတ်နေသေးတယ်။အေးဖုန်းကြီးကပဋ္ဌာန်းယွတ်ရတာကိုကြိုက်တယ်။ဒီကာထာကိုယွတ်ရတာလဲသဘောကျတယ်။ယဟန်တရေကနှစ်သက်စွာပြုံးပြပါလေ။ဥလူရှင်နဲ့စောတူတူတို့ကငယ်စဉ်ကလေးကရွတ်ဖတ်ခဲ့တဲ့နောက်ထပ်ကာထာတစ်ခုကိုပြောင်းလဲရွတ်ဖတ်ပါလေ။ဒါပေမဲ့ယဟန်တရေက ူတို့နဲ့အတူတူထပ်ပြီးတော့ရပ်ဖက်နေပြန်ပါတယ်။အဲ့ဒီခါမှာတော့တူဝီးမြောက်ကထိတ်လန့်မှုနဲ့အတူအံ့ဩသွားကြပါတယ်။အေးတကားတို့အခုရွတ်တက်ကာထားကလည်းတော်တော်တကူးကြီးတယ်ကွ။အန်ဒီရဲကနေကာကွယ်ပေးနိုင်တယ်။ဖုန်ကြီးလည်းသဘောကျတယ်။ဘယ်ကာထားမှအရာမထင်တဲ့ခါမှာတော့ဥလူရှင်နဲ့စောတို့တို့ကလက်အုပ်ချီပြီးတော့တုံရင်နေပြီးတော့မေတ္တာတုပ်ကိုပဲနိုင်ပေါင်းများစွာစတိုက်ရွတ်နေပါတော့တယ်။နောက်ဆုံးမှာတော့ယဟန်တရေက တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။အဲဒီခါကျမှသူတို့နှစ်ယောက်ကချက်ချင်းပြေးထွက်လာကြပါတယ်။တော်ထဲမှာတလေးဆန်ရိုင်းများနဲ့တရေသူစီများပြည့်နေကြောင်းကိုဖုန်ကြီးတရေကသတိပေးစကားကိုပဲနားမထောင်ကြတော့ပါဘူး။သူတို့ကဖုန်ကြီးတရေကိုကြောက်လွန်းတဲ့အတွက်သူတို့ရဲ့ဘေးကင်းလုံခြုံမှုကိုပဲမေ့လျော့သွားကြပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ရွာကိုတွေ့ပါလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့တောနဲ့ထဲကိုဆက်လက်ဝင်ရောက်သွားပါတယ်။ဒါပေမဲ့ထွက်ပေါက်ကူတော့မတွေ့ကြသေးပါဘူး။အဲ့ဒါနဲ့လမ်းမှာ ထိုင်းစကားပြောတတ်တဲ့မြန်မာလူငယ်တယောက်နဲ့တွေ့တဲ့ခါမှာတော့သူတို့နှစ်ယောက်ကအဲ့ဒီလူကိုလမ်းပြဖို့ကူညီတောင်းပါတယ်။အဲ့ဒီလူငယ်ကလည်းဝမ်းမြောက်ဝမ်းသာစွာကူညီဖို့သဘောတူပါတယ်။သူကရှေ့ကနေသွားပြီးဥလူရှင်နဲ့စောတူတို့ကနောက်ကနေလိုက်ကြပါတယ်။လမ်းလျှောက်နေစမှာပဲအနံ့ဆိုးများမကြာခဏရလာပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီလူကလူတဝက်တလေးဆန်တဝက်အဖြစ်ကိုပြောင်းလဲသွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာအမွှေးများပေါက်လာပြီး မျက်နာမှာတော့ကြားခဲ့သူအစင်းချောင်းများထင်းလာပါတယ်။အဲ့ဒီခါမှာသူတို့နှစ်ယောက်ကဘာလုပ်ရမှန်းမသိပဲအလွန်ထိတ်လန့်သွားကြပါတယ်။ဟာဒါဒါချက်တကြီးပဲဟာ။ငါတို့ဘလူတောင်ကန်ဆိုးလို့ဒီလိုຢာနေနေပဲတွေ့နေရတာလေ။ဦးလူရှိရေငါတို့ဂူတွေကထွက်မလာသေးဘူး။ဖုံးဖုံးကသတိပေးပြီးသားပဲငါတို့မယုံခဲ့တာ။သူတို့နှစ်ယောက်မဆိုင်မတော့ပဲထွက်ပြေးကြပါတယ်။ဒါပေမဲ့သူတို့ဘလူပဲပြေးပြေးချက်တကြီးကအကုန်လိုက်နိုင်နေပါတယ်။အဲ့ဒီချိန်မှာပဲခုနက ဖုံးတော်ကြီးကပြန်ရောက်လာပြီးချက်တိကြီးကို တားဆီးလိုက်ပါတယ်အဲ့ဒီနောက်မှာဂါထာများရွတ်ဖတ်ပါတယ်အဲ့ဒီခါတော့ချက်တိကြီးကပူလောင်လာပြီးကြောက်လန့်တကြနဲ့ထွက်ပြေးသွားပါတယ်ဥလူရှင်နဲ့စောတူတို့ကလည်းအန်ဒီကင်းသွားကြပါပြီသူတို့နှစ်ယောက်ကဖုံးကြီးတရေကိုကြောက်ရွံ့နေကြပြီမဲ့ဒီဖုံးကြီးတရေကမေတ္တာတရားကြီးမာတဲ့ဖုံးကြီးတစ်ပါးသာဖြစ်မယ်လို့သူတို့ယုံကြည်လိုက်ကြပါတယ်အဲ့ဒီနောက်အဲ့ဒီဖုံးကြီးကပဲသူတို့ကို ထိုင်းဖက်ချမ်းမှာရှိတဲ့ရွာကိုလမ်းပြပြီးတော့ပို့ဆောင်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ဘေးကင်းလုံခြုံတဲ့အခါမှာတော့ဖုန်ကြီးကိုရှစ်ခိုးဥချကတော့ကြပါတယ်။အဲ့ဒီအခါမှာဖုန်းတော်ကြီးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။တင်းလေတောထဲမှာသွာလာနေရင်ပဋ္ဌာန်းရွတ်တန်ကြရင်အဲ့ဒီအတန်တော့ကိုလိုက်သွားဖို့တတိရှိပါမလား။ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်စနေမှုကိုဒီမှာပဲရနာဝင်ဖြစ်ပါခင်ဗျာကျွန်တော်တို့စီစဉ်နေဆက်တာကိုချိန်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအစ်တတင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်တရားခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်